တစ်ဖက်ဆိုင်မှာနှိပ်တယ်ဒီဆိုင်မှာကျွန်တော်နှိပ်ပေးတယ်လှုပ်ရှင်တဲ့လောက်ကအမှုပညာအမှုပညာမလုပ်ရပါနဲ့ကိုစောင်းဝန်နေမိသားစုအတွက်ကိုရုံးကန်နေရတဲ့ခါကျတော့ဒီလိုမျိုးနှိပ်ရတာကတော့ဒါမချက်ပါဘူးချက်စရာလည်းမဟုတ်ဘူးလေဒါတော့အမေပါလေဖြားထားတာဒုတိယတကြိမ်လေဖြားတာဘယ်ဘက်လက်ဒီခြေတော်တွေလုံးဝမတူမလုံးနိုင်ဘူးကဲကိုလေကိုကိုကိုရုံးလို့ပြရတော့လေကိုနေတာပါ ဟိုတော့ဆိုအလုံးမရှိဘူးဆိုရင်နေအိမ်ကြောင်းအိမ်ရွှေလူလိုတယ်ဆိုရင်လည်းသွားပြီးတော့ white ဟိုသာရွှေ့ပေးတာပဲကိုနိုင်တဲ့ဘက်ကနေဘလောက်ရရ900တော့1000ရရသွားရွှေ့ပေးတာပဲအလိုပဲမြင်လာပါမြင်လာပါ MC ဟုတ်ကဲ့ပါဟုတ် ုတာသိသက်ပြပါဦးဟုတ်ကဲ့ပါကျွန်တော်နာမည်စူမိုပါရုပ်ရှင်ဖြင့်ဗီဒီယိုလုပ်ဆောင်ကျွန်တော်ဇက်ပုတ်ဆိုင်ရန်စူမိုဖြစ်ပါတယ်ခင်ဗျာကျေးဇူးစူမိုဆိုတာသိရခြင်းမှာသိရခြင်းတော့စူမိုကအာနာပဂရတာနေရာမှာသရုပ်ဆောင်ထဲရတဲ့ဟိုလူကျန်းနဲ့လှုပ်ထဲရတဲ့ရုပ်ရှင်သရုပ်ဆောင်စူမိုဖြစ်ပါတယ်ခင်ဗျာဒီအိမ်မှာကျွန်တော်နေတာတော့6နှစ်9နှစ်လောက်တော့ရှိပြီပေါ့ဒါမှမဟုတ်ကျွန်တော်တို့အိမ်ငါးဘွားနဲ့ပဲနေလာခဲ့တာပါအခုကြည့်ကြအိမ်ငါးဘွားတွေမှာ ကျွန်တော်အမေရယ်ကျွန်တော်အမရယ်ကျွန်တော်ယောက်ဖရယ်ကျွန်တော်မိသားစုတွေနေကြပါတယ်ခင်ဗျာဇေဟောသာဖရာလန်ဇေလင်းမတိုင်ကျန်စစ်သားအရာပေါ့နော်ဒါကျွန်တော်၆ရက်ကကျန်စစ်သားအရာလို့ခေါ်ပါတယ်အဲကျန်စစ်သားအရာမှာနေတာထဲတာ16နှစ်19နှစ်လောက်ရှိပါပြီခင်ဗျအဲ့ဒါပါဒါတော့အမေပါကျွန်တော်ရဲ့ခီယာဆုံးမာတာမိခင်ကြီး သူကလေဖြားထားတာဒုတိယတကြိမ်လေဖြားတာဒုတိယတကြိမ်လေဖြားတာအခုဘယ်ဘက်လက်တွေခြေတော်တွေလုံးဝမတူမလုံးနိုင်ဘူးကဲဘယ်ဘက်တစ်ချမ်းဘယ်ဘက်လက်ရောခြေရောဟိုဒီနေ့တော့ရှိပြီဆက်နေလားပဲဒီဇင်ဘာလတော့ရတဲ့ဒီဇင်ဘာလတော့ဝင်နေဆိုတော့အေးပေါ့အခုဆိုရင်ဆက်ဆက်လာပိုင်းဝင်နေပြီဆိုတော့တက်ပြီးတော့ဟောစားဘူးပေါ့ ဒါမဲ့ပထမတကြိမ်ဖြားတော့ကတော့ဆေးရပါနိုင်တယ်လေဆေးရပါနိုင်တဲ့ခါကျတော့ပြန်တောင်းတယ်လေအခုကဆေးမလိုက်နိုင်တော့သူဒီလိုပဲသူဝေယဝဆိုင်တော့ပြေးလိုက်အိမ်မှာပဲနေလိုက်အဲ့လိုနေရတာပဲ နေ့ပိုင်းဆိုရင်သူအိယာထားတယ်အိယာထားပြီးရင်သူ့ရဲ့ဝေယဝဆသွားတိုင်းမျက်နှာသူလုပ်ပြီးတယ်တဏှာရပါလေးပြီးပြီးရင်သူ့ကိုမနေ့အစာပြေလေးပါကြီးကြွေကြွေပြီးတော့ဆေးပါတိုက်တာပေါ့ဆေးတိုက်ပြီးတော့ဟိုပြောမယ်ဆိုရင်ခေါ်နေတဲ့သူချင်းသွားနေလိုက်တယ်ခေါ်နေတဲ့သူမရှိဘူးဆိုရင်သူ့ပြင်ရပဲနေရတာပေါ့ဒါပေမဲ့ဆိုသူကအပေါ့လေးကြတော့ခန္ဓာကိုယ်မှတ်ပြီးတော့အဲစင်ပေါ်တင်ရတာလေအမကြတော့သူတောက်လျှောက်ယူပဲကြတော့မနိုင်ဘူးတနာတယ်လေ ညာလက်စိတ်ပေါ်စိုးတယ်။ချစ်ရပို့ရတာလေ။ဟာနီးပေါ့။မော်နယ်ဒီကမှကြားနဲ့နော်။အရှိ။ကိုလေကိုကိုကိုရုပ်လို့ပြရတော့လေ။ပို့နေတာပါ။ အဲအိနာသာကတော့တသိန်းခွဲလောက်ပေးရတာပေါ့ထို့ကြောင့်လည်းကိုယ်အကျဉ်းတဲ့တော့ကိုယ်နေတာသဘောကျလို့ဘာဖြစ်လဲစဖုန်းနံပါတ်ယူထားရယူထားထားကြတော့တပတ်တော့တစ်ခါတော့သူတို့နေခံတယ်ငွေကြီးဘယ်တော့ဘယ်တော့ပေးပါလို့လည်းမပြောဘူးသူတို့စေတနာရှိသလောက်ပေးအဲတချို့ကြတော့လည်းအဲမှာလက်ဖက်တိုင်းလက်ဖက်တောင်းရင်းနဲ့လက်ဖက်တိုင်းမှာနေပေးတယ်အဲအဲ့လိုမျိုးတချို့ကြတော့လည်းအိမ်နဲ့ရရဖုံးဆက်ပြီးတော့အိမ်မှာသွားနေတယ်အဲ့လိုမျိုးတော့ရှိတာပေါ့ ချက်တာတော့မချက်ပါဘူးဘယ်လို့မဆိုမချက်ဘူးဥမာဟိုတော့ဆိုအလုံးမရှိဘူးဆိုရင်နေအိမ်ပြောင်းအိမ်ရွှေ့လူလိုတယ်ဆိုရင်လည်းသွားပြီးတော့ white ဟိုသာသွားရွှေ့ပေးတာပဲကိုနိုင်တဲ့ဘက်ကနေဘယ်တော့ရရ9000တောင်ရရသွားရွှေ့ပေးတာပဲစောင့်နေရကြားပြီလားစောင့်လို့ရပါတယ် ်ဟုတ်တယ်ဒါကအများကသူကအများကနေပြီးတယ်အမေသေးဖို့ဆိုရင်သူအများကထောက်ပံ့ပေးတယ်ဒါသူကပြောမစင်သူလည်းအများကလို့လို့တပတ်ကို၄ရက်၅ရက်တော့နေခံတာအဲသူလည်းဆက်သွယ်ပေးတယ်တိတိနဝေးတဲ့အတိတ်ပြင်လူတွေနဲ့ရောနဝေးတဲ့ဟိုအင်တာနက်ကလည်းငုံတုံးကြီးကမြန်မာလူတွေနဲ့ဆက်သွယ်တယ်။အဲသူအများကြီးဆက်သွယ်တာဖြစ်တယ်။ဥမာအခုအနိုင်ခံမဲ့သူရှိရဆိုရင်လည်းသူကဂျားတွေကနေတော့လမ်းခေါ်ပေးတယ်အဲ့လိုမျိုး။ ဟုတ်ကဲ့မဘိုးလေးပါလေစာအဲ့လိုမျိုးပေးဖို့ဥစားပေးရမယ်စာအဲ့လိုမျိုးနှိပ်ပေးတော့ခါကြတော့ကိုလည်းကုသိုလ်ရတယ်သူလည်းအဲ့လိုမျိုးတစ်ဖက်ကိုပြန်ပြီးတော့အဲအဲ့လိုမျိုးတဟူးတစ်ဖက်အဆင်ပြေအောင်ပေါ့အဲ့အဲ့လိုမျိုးတစ်ဖက်ဆိုင်မှာနှိပ်တယ်ဒီဆိုင်မှာကျွန်တော်နှိပ်ပေးတယ်လှုပ်ရှင်တဲ့လောက်ကအမှုပညာအမှုပညာမလှုပ်ရပါနဲ့ကိုဆောင်ဝန်နေမိသားစုအတွက် ကိုရုပ်တံနေရတဲ့ခါကြတော့ဒီလိုမျိုးနှိပ်ရတာတော့

ပြန်ပြီးတော့အကျွမ်းတဝင်ရေးနည်းနဲ့ပြန်ပြီးတော့အမှုပြင်အလုပ်တွေနဲ့ပြန်လုပ်ပေးချင်ပါတယ်ကျွန်တော်ချစ်ရတဲ့ဒါရိုက်တာတွေမန်နေဂျာတွေပရိုဂျူဆာတွေလည်းကျွန်တော်ကိုခေါ်ပြီးတော့သုံးပါဒါကျွန်တော်ပို့ဝင်ပြောရင်လည်းဒါတဲ့စကားပါကျွန်တော်တွားရိုက်ရှိမှကျွန်တော်ဘဝအတွက်ကျွန်တော်အမေအတွက်ကျွန်တော်မိသားစုအတွက်အဆင်ပြေပါဘလောက်ပဲခက်ခဲပါစေဘလောက်ပဲကြမ်းတမ်းပါစေအေးကိုရှောက်မဲ့လမ်းကိုမရောက်ရောက်ရှောက်ကြပါ ရှောက်လန်းပါလို့ကျွန်တော်ပြောချင်ပါတယ်။